ဒီလူနှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုပ်တဲ့ဘဝတက်မတော်ဂုံသိက္ခာကြာစင်းစီခြင်းနဲ့เนาะတက်မတော်ဂုံသိက္ခာကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရလဲတက်မတော်ဂုံသိက္ခာပြည်သူစစ်ဂုံသိက္ခာပြည်သူစစ်ဆိုတော့ကကနေလက်အောင်မှာရှိတာ ကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အဲ့လာမှာအလီပေါ်ရှင်မှာကျော်ဆော်ပါခင်ဗျာဒီစနေအစင်းမြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာဆောက်မြောအားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာလက်ပြဘုံတွေတနတ်တွေနဲ့မဆပါလားကျွန်တော်ပြောတယ်လေဝန်ထမ်းအကုန်ကောင်းလားလို့ဟမ်ကျွန်တော်ဝန်ထမ်းတွေကိုဆဲနေဆိုတော့ခင်ဗျားတို့ဝန်ထမ်းအကဲ လက်ပြမုံတွေဖျောက်ခွဲပလိုက်မယ်တို့တနက်တွေချားပြတယ်တို့ငါကတက်မတော်ကလက်ရှိတာဝန်ထမ်းဆောင်နေတို့ဘာလို့ပြောတော့တိတ်ခါမကြဘူးလားကျွန်တော်ပြောနေတာမှားလို့လားအဲ့လိုလူတွေရှိတယ်နော်အဲ့တော့ကဲဖြိုးရီကိစ္စတော့သူမှားသွားပြီအဲ့ဒါကိုဗီဒီယိုဖိုင်ရိုက်ထားတာကဘာတော့ရိုက်ထားတာလဲ စဉ်းစားရမှာပြည်သူလူထုစဉ်းစားရမှာကဒီဖြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကပြည်သူစစ်ကစော်ယူတော့ရလဲသူကလည်းသိတယ်ဒီကောင်လာပြီဒီချိန်မှာကသူဟာပြည်သူစစ်ဟိုကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မာစာပါဖြိုးဝေအဲ့ဒီချားထဲမှာဟိုကသူကသိနေပြီသူကသိနေပြီသိနေတော့အဲ့ကောင်ကိုတားတယ်မမကြဘူး ဲဒီဘက်ကကောင်းအောင်လေဟေးအောင်မင်းတို့ဗီဒီယိုပိုင်းရိုက်ထားဖြိုးဝေလာပြီဟုတ်လားဘဒူမားတယ်မှန်တယ်ဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာမှန်မှကြတော့ပြဿနာအစားတက်ပြီတက်တော့ဒီဘက်ကကောင်းအောင်ဗီဒီယိုပိုင်းရိုက်တယ်ဒီဖြိုးဝေရဲ့ပြောပုံဆိုပုံရိုက်တယ်နှစ်ယောက်တုံးကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာ ပြဿနာချတာဒါပေမဲ့တမတော်ဒီနာဆကနော်နာဆကအစိုးရကြီးနဲ့တမတော်ကာကွယ်ရေးဥစည်းချုပ်နဲ့အဘာတူချုပ်ကြီးတို့ကျွန်တော်တို့ကထွေးဥတို့ဘာတို့ပေါ်ကျွန်တော်လည်းမသိဘူးတတယ်နော်သူတို့နေ့အောင်လုပ်ဖြစ်တာနဲ့စောက်ပြဒနာတွေကကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြဆင်းကုန်လားဒီကောင်နေနှကောင်လုံးအေးအေးယူနှကောင်လုံးယူရမှာမယူလို့မရဘူး နော်ဖြိုးဝေလဲယူသူ့ဘာသူဘာကောင်မကလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကနော်41ကလူဟာဘုံမှုအဆင့်ဆိုရင်တဲ့ပြောတာလားတဲ့ပဲပြောလိုက်မယ်စောက်ပဲ့အိမ်မို့လို့ပေါ့ဗျာဟုတ်လားတရားစီပစင်40လောက်တော့ဘူချုပ်တွေဖြစ်နေ41လောက်တော့ဘူချုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲ့ဝေဖန်တာနော်အာအေးဟုတ်တယ်ဟာဇော်ဘုံကြီးဟာ ပြောတာ41ကအပတ်စဉ်41ကလူဝဘုံမှုစင်ပဲရှိတယ်ဆိုရင်ဒီကောင်ဒီငပဲ့ပဲပေါ့မဟုတ်လားအခုကကိုယ်ချင်းချင်းဖြစ်ကြတာဗျာအဲ့တော့ line ပေါ်မှာအခုကကြီးကျယ်နေဖြစ်ကုန်လားအဲ့တော့အဲ့နှစ်ယောက်လုံးကတက်မလို့ရဲ့ဂုံတိတ်ကလည်းကြတယ် နော်လိုင်းမော်တင်တာသူတို့ကျွန်တော်တို့ဘယ်နှကတင်ဘူးလို့လေမတင်ဘူးနော်သူတို့ချင်းချင်းဖြစ်တဲ့ကိစ္စတခုဟာတပတ်က41အပစင်41ကဖြစ်တဲ့ဘုံမူဖြိုးဝင်တပတ်ကခွဲထိန်လာပါလားခွဲဟုတ်လားလောက်ခဲ့တဲ့တက်ချက်ကြီးနှစ်အောင်လုံးကစစ်တပ်တော်ဝင်ထမ်းဆောင်ခုတယ်ဘာလို့ဒီအလုပ်ကိုလုပ်တာလဲ အဲ့ဒီအောင်လုံးမှာပြည့်စည်တယ်နော်အဲ့ဒီအောင်လုံးကြီးရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်ခဲ့ကြတာကိုကျိုးတွေအတတွေကိုရှေ့ကိုထားပြီးတော့မှကျွန်တော်တို့တက်မတော်ပုံသိပုံရိပ်တက်မတော်ရဲ့ပုံရိပ်နဲ့ဂုံသိက္ခာကြဆင်းအောင်လုပ်တယ်တပတ်ကလည်းပြည်သူစည်းရဲ့ဂုံသိက္ခာကိုကြဆင်းအောင်လုပ်ပြီးတော့အဲ့ဗီဒီယိုဘိုင်းကိုတင်လာအဲ့ဒါကျွန်တော်ရဲ့အဖြေပဲနော်အဲ့ဒီ ကျွန်တော်ဖြိုးဝင်နေလည်းမသိဘူးဒီပြည်သူစစ်ဆိုယူထွန်းနေလည်းမသိဘူးလူတွေကဒုလောဒုလောတွေနဲ့ကျွန်တော်တို့ခွေးချင်းချင်းကြိုက်ကုန်ပြီတဲ့အခုဆိုကျွန်တော်ကိုတရားစွဲတယ်ဟုတ်လားကျွန်တော်ကတဖက်ကလူကဘာမှမလုပ်ဘဲနဲ့ဒီကျမတို့ကဘာကာကြုံကြီးကိုချစ်ပါတယ်တို့ကျွန်တော်တို့ကဟိုဘာဗုဒ္ဓရဲ့စਿੱတီတော်တဲ့ဗုဒ္ဓရဲ့စਿੱတီတော်ဆိုတာရှိမှရှိတာ ခရစ်ယာန်မှာပဲရှိတာဗုဒ္ဓရဲ့စည်တည်တော်ဆိုတာနော်အဲ့ဒါသာသနာညှိုးနှိုင်းမှု2 9နော်2 9ဗုဒ္ဓရဲ့စည်တည်တော်ဆိုတာကျွန်တော်တို့ဗုဒ္ဓမှာစည်တည်တော်မလို့ဘူးကျွန်တော်တို့ဗုဒ္ဓဘာသာတရားကိုဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့လူတိုင်းကဗုဒ္ဓရဲ့စည်တည်တော်ဆိုတာမရှိဘူးအဲ့ဒါသာသနာညှိုးနှိုင်းမှုမြောက်တယ် ဥပဒေပုံမှာ295နဲ့မြောက်တယ်နော်အခုမင်းသားကြီး तू ကျွန်တော်မပြောတော့ဘူးနော်ဘာလို့မပြောတော့လဲ तू อ่ะ तू ပဲကျွန်တော်ကို BDF တွေပါလေ तू ပြောခဲ့တာနော်တရားစွဲတယ်ဘာဖြစ်လဲစွဲတယ် तू စွဲကိုစွဲဆွဲတာပဲမဟုတ်လားခေါ်ယူစစ်ဆေးမှုဆိုတာကျွန်တော်တို့ကျွန်တော်လည်းစွဲလိုက်ပြီးပြီနော်ကျွန်တော်စွဲပြီးပြီနော်အဲ့တော့ ကိုကိုတိုင်းလာရှင်းရမယ်ပြင်ဦးလွင်မှာเนาะရှင်းခမားတို့ဆဲလို့66ကကြီးတယ်ဆိုတာကျွန်တော်ကဘာမှဆဲတဲ့အမှုတွေမဟုတ်ဘူးလောလာရှင်းပြင်ဦးလွင်မှာခမားတို့လည်းလာရှင်းရမှာကျုပ်ကတည်ရခံလေးခမားတို့ကတည်ရလို့အဲ့တော့ကျွန်တော်ပြင်ဦးလွင်မှာကျွန်တော်လည်းတရားပြန်ဖွင့်တယ်အမှုပြန်ဖွင့်တယ်ဟုတ်လားခမားတို့လည်းခေါ်လိုက်မယ်ပြင်ဦးလွင်မှာကျွန်တော်ကိုလည်းခေါ်မယ်ဟုတ်လားခေါ်တဲ့အချိန်နေ့အောင်လုံးစောင့်ကြည့်တာပေါ့ ဘာလို့အဲခေါ်တဲ့ချိန်ကျရင်တေကံပြုံးလို့မှရှိရလေခမောင်းဆွဲလို့တေကံမှရှိနေရလေစစ်ဖို့ဘာဖြစ်လဲလာမှာပေါ့နော်ဒါပါအဲ့အရာအဲ့တော့လူတွေကကို့ချင်းချင်းတော့မလုံးတဲ့မလုံးတိုက်တဲ့လူတွေကမဟုတ်ခဟုတ်ခတွေရှောက်လုံနေတိုင်းပြည်ကိုတကယ်ချင်းတဲ့နိုင်ငံတော်တွေပါလေကျွန်တော်မနာလို့ရလားခင်ဗျားတို့ တပ်မတော်ချစ်တယ်နိုင်ငံတော်ကိုချစ်တယ်ဆိုပြီးတော့ဗုဒ္ဓရဲ့စည်းတော်ကြီးတို့ချစ်ဖေချစ်မေတို့ပြောပြီးတော့မှကျွန်တော်ခမားတို့ပြောချင်တိုင်းပြောနေတာကျုပ်ကတက်အတိုင်းဝိုင်းထဲမှာနေတဲ့ကောင်ခမားတို့ခုပြောပြီးတဲ့နောက်ပိုင်းမှာဟိုအနောက်ဘက်တိုင်းစစ်တပ်နဲ့ကျုပ်ရဲ့အလူကိုကျွန်တော်သွားနေတာခမားတို့ကျွန်တော် PDF လို့ပြောတယ်ဟမ်စော်ကားတယ်အခုကျွန်တော်ရှေ့တန်းကိုရောက်နေတာ အောင်မြင်မှုတွေရနေတာကျွန်တော်တို့ကျွန်တော်တက်ငယ်ဘက်ကနေကျွန်တော်အခုအထောက်ပံ့ပြုနေတာအဲ့လူကိုခမတို့ကတရားဆွဲတယ်ဆိုတော့ခမတို့ကပဇက်ရရင်အကုန်လုံးတဲ့လူကြီးလားပဇက်ရရဲဆိုရင်တိုးတိုးတိတ်တိတ်လေးဖုံးဆက်ခဲ့လိုက်နော်ဖုံးဆက်ခဲ့လိုက်ပဇက်ရနိုင်လုံးတယ်ဆိုရင်ဖုံးဆက်ခဲ့လိုက်နော်နေအောင်လုံးကိုပြောတာ မိမဆိုရင်လည်းပတ်စံရရင်အချိန်မြေးလုပ်တယ်ဆိုရင်ခမားတို့လည်းဘာမှမလိုပါဘူးဗျာကျွန်တော်လည်းတဲ့ပဲပြောတော့ပါခမားတို့စောက်ခွက်တွေကစုပ်ပဲ့နေတော့လည်းခေါ်နော်ဟိုအသားလည်းမဲနော်ပြီးလို့ချင်းမိတ်ကမလိမ့်မအောင်ဆိုပြီးတော့မှအဖက်တွေနဲ့တုံးနေတာလေအာယုန်တွေနောက်လို့ပါနော်ခမားတို့ပတ်စံရလို့လုပ်တယ်ဆိုရင် တိုင်းပြည်နဲ့နိုင်ငံနဲ့အပေါ်မှာတော့အတုံးမချပါနဲ့နော်အဲ့ဒီလုပ်တွေမလုပ်ပါနဲ့ကျွန်တော်ကခမားတို့ မားတို့မှတရားဆွဲလို့ရတာမဟုတ်ဘူးလေခမားတို့ကကျွန်တော်ကိုစားခဲ့လို့ပြဿနာတက်လာတာလေဟုတ်တယ်မလားအဲ့တော့ကိုကိစ္စကိုရှင်းဖို့ခမားတို့ကကျောက်ကိုအမြဲတမ်းကြည့်နေတာကျောက်ကတည်တယ်ကျောက်ကခမားတို့လိုက်ကြည့်နေမှာမဟုတ်ဘူးနော်အဲ့တော့ပြောချင်တာကကိုအချင်းချင်းတော်ဒီလိုတိုက်ခိုက်တာနော်စောဘုံစုကတိုက်ခိုက်တာရဲရဲစက်စက်တိုက်ခိုက်တာအခုကိုရွှေမျိုးဝင်းတော်မှပြောလာပြီရေးလာပြီ နော်စော်ဘုံကိုစော်ဘုံရဘလို့လူလဲဆိုတော့သူတို့တိလာပြီဘာလို့လဲစော်ဘုံရမှာစကိုင်းတိုင်းဝင်ကြီးချုပ်တွေစကိုင်းတိုင်းတိုင်းဦးတွေတကယ်အန်ရရှိရဲ့နေရာကိုသွားပြီးတော့ပြည်သူ့ရဲ့ရင်ခွင်ကိုခိုးလုံပြီးတော့ကိုယ့်ရဲ့တမ်းမတော်သားတွေရဲ့လှုပ်ဆောင်ချက်တွေကိုဖော်ပြပေးနေရလူခင်ဗျားတို့ကသွားလို့လား ခမားတို့ဘဒုဖိတ်လို့ဟာစကိုင်းသူတော်ကျုပ်ကဟုံးမလီဒီရောက်သွားတာလေရင်လက်မက12သိန်းကုန်လေအသွားပြန်ဟုံးမလီနဲ့ဒီဟိုတရားဥလေးစိမ့်နေကိုအသွားပြန်ဟိုဟုံးမလီရောက်ပြီးမှမုံရောင်ကိုရှင်းရတာကျွန်းပတ်နဲ့သွားရတာတိလာနော်ခမားတို့ရဲ့တရားဆွဲဩကျွန်တော်တောင်တကုန်ရဲစခန်းရဲစခန်းမူကြီးကိုလေကျွန်တော်ဟိုပါတော့ ဇဲစကံမူရအကိုတဲ့တောင်းတကုန်ရဲစကံကိုဘယ်တော့လာဆင်လာဟောဘောနော်ဒါလေးလာပြောပေးမလဲဆိုတော့ကျွန်တော်လာခဲ့ပါမယ်လို့ကျွန်တော်သွားနေတာအကိုတို့လည်းစကံမူယူလည်းတီးပါတယ်ခင်ဗျာလို့နော်ကျွန်တော်အဲ့မှာသွားတယ်ပြီးတော့ကျွန်တော်အခုပြန်လာတယ်မနေ့ပြန်မှာကျွန်တော်အလူတခုရှိတယ်မနေ့ပြန်မှာနော်အလူရှိတယ်ဘကဘကအကြောင်းမှာဟို မိဘမဲ့ကလေးတွေအယောက်400ရှိတယ်နော်အဲ့တော့မိဘမဲ့ကလေးတွေကိုကျွန်တော်ဝတ်သားနဲ့နော်ကျွန်တော်နဲ့မပြသေးဘူးမနေ့ပြန်မှပြရမယ်ပေါ့နော်ပြီးကျွန်တော်စာအုပ်တွေဟဲ့စာအုပ်တွေပမာလေးပြန်ပေါ့လာစာအုပ်တွေဘောပင်နေမိဘမဲ့ကလေးเจ้าမှာကျွန်တော်မနေ့ပြန်မှအလူရှိပါတယ်ဒီလိုစာအုပ်တွေပေါ့နော်ဘောပင်နေပြီး ောင်းတွေကျွန်တော်ဒီမှာဟိုလိုကြီးမပြခြင်းလို့ဘယ်ဘယ်ထုတ်ဒီမှာဒီမှာအော်ထုတ်လာအိန္ဒိယအိန္ဒိယအိန္ဒိယဝင်လာတဲ့ဒါဒီလိုမျိုးဘူးလေးနေပေါ့နော်ကျွန်တော်ဗနဲ့ပြန်လူအယောက်400သာကျွန်တော်တို့ကျွေးမယ်နော်အယောက်400သာခရီးတွေကဝတ်သားစားခြင်းနဲ့ဆိုလို့ဝတ်သားကျွေးမယ်ပြီးရင်ဒီဥစ္စာအဲ့ဒါကတော့ကျွန်တော်ပြီးမှဟို ပြောပြမယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့ကြွေးမယ်ကျွန်တော်မနေ့ကအလူရှိတယ်နော်ကိုကျော်စိုးဦးတော့လာမလာတော့ကျွန်တော်လည်းမသိဘူးနော်အဲအဲဒီစာအုပ်ကလေးတွေကျွန်တော်လူမယ်ဒီလိုဘောပင်လေးတွေလည်းကျွန်တော်လူပေးမယ်နော်လူပေးမယ်ကျွန်တော်တို့ကအဲလုပ်တွေလုပ်နေတာလုပ်နေတယ်ဒီနေ့လည်းကျွန်တော်ရှေ့တန်းကိုသွားတာရှေ့တန်းသွားတော့ဒီအတိုင်းပဲရှေ့တန်းမှာလည်းချားနေတယ် ကြာတာပဲတွေ့နေကြတာဝုန်းနေကြတာမိုးကလည်းတကုံရွာတာအဲ့တော့လူဆိုတာကဟိုကျွန်တော်ကကိုရည်သွေးတာလည်းမဟုတ်ပါဘူးဗျကျွန်တော်ကတကယ်လုံနိုင်လို့ကျွန်တော်တကယ်ပြောတာပါကျွန်တော်မလုံနိုင်တဲ့အရာတွေကိုကျွန်တော်ဘယ်တော့မှမချွာပါဘူးအဲကိုကြီးကိုရွှေမျိုးဝင်းကိုလည်းကျွန်တော်ပြောနိုင်ကျွန်တော်ကတခါလေးကြာရင်ကိုရည်သွေးတယ်လို့အဲ့လိုဆဲတာ